ီဒီ YouTube channel လေးကပြန်လဲကြိုးစားပါဗျာနော်နေပါလို့ပြောခြင်းလဲဆိုတော့နော်ဒီမှာ2ရှစ်ပေါ့နော်2ရှစ်ဆိုတော့နော်ခင်ဗျားတို့သိပါလားနော် found foundation တွေလုံး founder တွေတောင်းဟိုကမ်ပိန်းဒီကမ်ပိန်းညာကမ်ပိန်းနေနဲ့ခင်ဗျားတို့ရှောက်တောင်းစားနေကြမှာနော် USC ရလိုက်တော့မှအာဘာဖြစ်တယ်ညာဖြစ်တယ်ယုံတဲ့နဲ့ယုံတဲ့အကြောင်းတဲ့နဲ့အကြောင်းထွက်ဒါကြီးကမကောင်းပါဘူးအာစာတင်ကြောင်းတို့ကျမကြီးတို့ဆိုတာကမှာစောက်လေးတန်းနေကြောင်းကုန်တာဒီ2ရှစ်ဆိုတဲ့ကောင်အမှန်တကယ်တော့ तू က project ရှာသားတဲ့ကောင် project ချသားပြီးတော့ UFE လားမသိဘူးเนาะအဲကြောင်းတီထောင်ပြီးတော့လုပ်တယ်ပေါ့ project ချသားအနေကောအခုကမှအကုန်ရက်လိုက်တော့တိုင်နေပတ်ပြီးအခုကမှအာကျွန်တော်တို့88တုံးကတော့ဒီလိုတွေမလုပ်ပါဘူးပြုပါဘူးဆိုတဲ့ကောင်းဘူးเนาะအကြတော့အခုကျတော့ဘာဖြစ်တော့ဆိုတော့ထိုင်းနိုင်ငံတန်ယုံမှာเนาะမြန်မာတန်ယုံကအလုံးမလုပ်ဘူးတကယ်မကာကွယ်ပေးဘူးဘာမကာကွယ်ဘူးညောင်ကာကွယ်ဘူးကထိုင်းနိုင်ငံမှာဟုတ်ကဲ့သူတို့လုပ်ပုံကင်ပုံကြတော့လေမပြောဘူးနော်သူတို့လုပ်ပုံကင်ပုံကြတော့လည်းမပြောဘဲနဲ့ခင်ဗျာဟိုလူကမကောင်းပါဘူးဒါမကောင်းပါဘူးခင်ဗျာ เนาะတော်တော်ကြီးတရားကြတယ်ခင်ဗျာဟမ်ရတော့ကျတော့မှိန်ပြီးစားတာရတော့ကျတော့မှိန်ပြီးစားတာခင်ဗျာအဲ့ငိမ့်ငိမ့်လေးစားတာလေခင်ဗျာအခုမှထွက်လာတာလေခင်ဗျာဒါချစ်စချစ်ကနေပြီးတော့ခင်ဗျာ ABS D ရတီရပါရောအကုန်လုံးကခင်ဗျာဒီကောင်လေးအကုန်သိတယ်ခင်ဗျာဒီရဆိုးချိုးတွေလည်းသိရ21 21နှစ်မှာထွက်ပြောရင်တော့ကျွန်တော်ကကျေးဇူးတင်ပါဒီထူးရှစ်ဆိုရဲ့လူအခုကညမှာသိရပါအကုန်လုံး USC ရဘာညာရအကုန်လုံးထောက်ပတ်နေကုန်ရက်လိုက်ပြီဆိုကညမှာစောက်တန်နေထွက်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ခင်ဗျာယွန်းစရာကောင်းလို့လို့ နော်ညဒီမှာတစ်ချက်နားထောင်ကြည့်မယ်ဗျာကောက်ွယ်ဆောင်ချောက်မှု မပေးဆုံးကတော့ကျွန်တော်မြန်မာစိုးရနဲ့ဒီမြန်မာအလို့သမားဟိုတန်ရာရှိသည်ပဲ MOU လို့ခေါ်တဲ့ကျွန်တော်တို့နှစ်နိုင်ငံနားလည်မှုစာချုပ်လာပေါ့ဗျာဒါအစိုးရတွေကနေပြီးတော့တိုက်ချိုက်ကြီးချက်တဲ့ကိစ္စကဒါကစနစ်တကျဆောင်ရွက်မယ်အစိုးရပြောတယ်သူတို့ခန့်အပ်တဲ့ကျွန်တော်တို့ဒီအလို့သမားတန်ရာရှိတွေကိုလည်းဟိုပြပြကောက်ကလုတ်ပိုင်ခွင့်ပေးမယ်တော့သူတို့ခန့်အပ်တဲ့အလို့သမားတန်ရာရှိတွေကိုနှိုက်ကလည်း ရှေ့ပြောင်းအလုပ်သမားရင်းနဲ့ပတ်သက်ပြီးတော့ကြွန်းကြွန်းကျင်ကျင်ရှိရမယ်။အတို့ခါပိုးရေးကြီးတာကတို့ရဲ့ဒီဒေသခံဘာသာစကားတွေလည်းတစုံတရာဟိုကြွန်းချွတ်မှုရှိလို့ရှိရင်တော့ဟိုပိုကောင်းတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ကျွန်တော်မြန်မာပြည်ကလည်းထိုင်းတနိုင်ငံတည်းပဲကျွန်တော်တို့ MOU နဲ့လွှတ်တာမဟုတ်ဘူးလေ။ကျွန်တော်တို့အစလိုမျိုးဒီဂျပန်တို့လိုမျိုးတောင်ကိုရီးယားလိုမျိုးလည်းကျွန်တော်တို့ MOU နဲ့လွှတ်နေတာပဲ။ဒါတွေကတစုံတရာကျွန်တော်တို့ဟိုအောင်မြင်တယ်လို့ဟိုပြောလို့ရတယ်။ ကျွန်တော်ကြောင့်လို့ကျွန်တော်ထပ်လောင်းပြောချင်တာကတော့အလုတ်သမားရေးကိုနိုင်ငံသားမှဆောင်ရွက်တဲ့အစိုးရပြောအလုတ်သမားတန်ရာရှိတယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုစားပြုပြီးတော့သွားအုပ်ချုပ်နေတဲ့ကျွန်တော်တန်အမတ်တွေအဲ့ဒီလူတွေရဲ့အရေးချင်းအဲ့ဒီလူတွေရဲ့မျိုးရှိစိတ်အဲ့ဒီလူတွေရဲ့အစိုးရပြောတဲ့ဒီဟိုကျွမ်းကျင်မှုတွေကလည်းရှင်းတော်အလုတ်သမားကာကွယ်ရေးမှကျွန်တော်တို့အများကြီးကျွန်တော်တို့အရေးပါတယ်လို့ပြောချင်တယ်ကျွန်တော်တို့ဒီဒေသတွေမှာပဲဖြစ်ဖြစ်ဗျာဒါကျွန်တော်အများတန်းတွေ့နေရတယ် ဒီဂျန်နဲ့ရွှေပြောင်းလို့သမားတွေနဲ့နိုင်ရှင်လို့ရှင်ပေါ့ဥပမာပြကမ်ဘောဒီးယားတို့ကျွန်တော်တို့လာအိုတို့ဗီယက်နမ်တို့ပေါ့ဒါအများစုတွေဒီမှာရှိတယ်သူတို့တော်မှာပဲသူတို့ရဲ့အလုပ်သမားတွေကိုအတက်နိုင်ဆုံးကျွန်တော်တို့ဟိုကာကွယ်စောင့်ရှောက်မှုပေးတယ်ကျွန်တော်တို့ကျွန်တော်အတွေ့အကြုံကတော့ဒီကာကွယ်စောင့်ရှောက်မှုမပေးဆုံးကတော့ကျွန်တော်မြန်မာစိုးရနဲ့ဒီမြန်မာအလုပ်သမားဟိုတန်ရာရှိတယ်ပဲလို့ကျွန်တော်အနေနဲ့တော့ဟိုစာပြောလို့ရပါတယ် နောက်တစ်ခုကပိုရေးကြီးတာကကျွန်တော်တို့သူတို့ကိုယ်တိုင်လည်းဟိုပါဟိုပါပေါ့ဒီလုတ်ပိုင်ခွင့်တွေပါရလားသူတို့ကိုယ်တိုင်လည်းဒီစုံတရားကျွန်တော်တို့ဘ ਹੁ အစိုးရရဲ့ညွှန်ကြားချက်တွေဘလို့ရှိလဲဆိုတော့ကျွန်တော်တို့နေတိကျတော့မသိဘူးဒါပေမဲ့ကျွန်တော်တို့လုတ်ခဲ့ဘူးတဲ့ရာစုဆယ်စုနဲ့နှစ်ခုကျော်မှာတော့ဒီမြန်မာဆူရအနေနဲ့တော့ဟိုစနစ်ကြတဲ့ဟိုကျွန်တော်တို့ဒီမဟာဗျူဟာမြောက်တဲ့ဟိုအလုတ်သမားကာကွယ်ရေးမူဝါဒတွေ policy တွေ မရှိဘူးအစိုးရအနေနဲ့လည်းတတ်တတ်မှတ်မှတ်ကျွန်တော်တို့ဘတ်ဂျက်သုံးပြီးတော့ပေါ့နော်ဒီအလုပ်သမားကာကွယ်ရေးရဲ့ငွေတစ်နှစ်ကိုဒီလောက်သုံးပါမယ်ဆိုတော့ပြန့်နှံ့ချက်မျိုးနဲ့လည်းဆောင်ရွက်နေတာမျိုးကျွန်တော်မတွေ့ရဘူးအဓိကဟိုမြန်မာအလုပ်သမားတန်ရာရှိနေတဲ့ဒီထိုင်းနိုင်ငံမှာပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်လည်းဟိုတကယ်အချက်လက်ရှိပါတယ်လာပြီးတော့အလုပ်သမားဟိုအလုပ်သမားတန်ရာရှိနေတဲ့လာပြီးတော့တာဝန်ယူတာတော့သူတို့ရဲ့ကျွန်တော်တို့ဒီဝင်ငွေရရှိရေးဟိုဒီအဂရိလိုက်စားမှုတွေကိုလည်း နီးနီးပေါင်းစုံနဲ့ကျွန်တော်တို့တွေ့နေရတာရှိတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရှင်ပေါင်းတို့တမားကြီးကိစ္စကိုဟိုစနေတကြနဲ့အကာအကွယ်မပေးနိုင်တာလို့ကျွန်တော်အနေနဲ့ဟိုပြောချင်ပါတယ်။ကဲ။ဒါတော့တန်ယုံတန်ယုံလှုပ်လှုပ်ဖို့လိုပြီနော်။တန်ယုံလှုပ်လှုပ်ဖို့လိုပြီနော်။ဘာလောက်ရမယ်ဆိုတော့သူတို့သိပြီသားဒီလောက်ဆိုသူတို့သိတယ်နော်။အဲတော့ငပိတဲ့အိတ်ရှင်အောင်ဆောင်နေရဆက်အိတ်နေမယ်ဆိုလဲအိတ်ပေါ့နော်။တကယ်လှုပ်လှုပ်ဖို့လိုတယ် ွေးတော့ရွေးနေတာပဲလေဆိုတဲ့ဟာမျိုးတော့ကျွန်တော်တို့တက်မလာနဲ့ကြာဟိုကနှစ်တင်းနှစ်နေနှစ်သုံးနှစ်လေးနှစ်ငါးလေးပဲနော်နှစ်တင်းနှစ်နေနှစ်သုံးနှစ်လေးနှစ်ငါးလေးပဲဘာလို့မုံသိရနော်ဟိုကမြန်မာအထိုင်းနိုင်ငံမြန်မာတန်ရုံဘာလို့လို့မသိရနော်ဒါနာဘူပန်းရောင်ကတူဘတ်တူဘာညာကွကနော်စီအိုင်စာအုပ်လောင်းတဲ့တင်တိုင်ပတ်လို့မရတော့ဘူးနော်ခင်ဗျာအဲ့မှာအဲ့မြန်မာတန်ရုံမှာနေတဲ့ နော်တိုင်ရောတာဝန်ရှိသူတွေခင်ဗျားတို့နော်သူများတွေဘာလို့ passport တွေတက်တန်းတိုးလို့ရနေတုံးမိကွန်အကြီးနော်ခင်ဗျားတို့အလုတ်လုတ်လားမလုတ်လားခင်ဗျားငပိတဲ့တွေအိတ်နေရလားအိတ်ပြောခြင်းအောင်ဆောင်းနေရလားအိတ်ရှင်းအောင်ဆောင်းနေလားဆိုတော့ခင်ဗျားတို့အသိတာကြီးနော်တိုင်ရောကတာဝန်ရှိတဲ့သူတွေဘာလို့တော့ခင်ဗျားဗိုက်ရိုက်တယ် CI လုတ်တယ်နော်အကြတော့ passport တက်တန်းနေတိုးတယ်ခင်ဗျားထားသူတို့အခုပြောတဲ့အရာတော့ဒါဒီနော်ဒီမှာ ူပြောတဲ့အရာမကောင်းတော့ဆိုတာဝန်မှုတာဝန်ခံမှုမရှိဘူးမှန်တယ်နော်အဲ့ဒီတာဝန်မှုတာဝန်ခံမှုကိုလည်းလုပ်ရမယ်နောက်ထပ်လုပ်ရမယ့်အရာတွေလည်းရှိတယ်ထိုင်းနိုင်ငံပဲဖြစ်ဖြစ်မလေးပဲဖြစ်ဖြစ်ဂျပန်ပဲဖြစ်ဖြစ်ကိုရီးယားပဲဖြစ်ဖြစ်စင်ကာပူပဲဖြစ်ဖြစ်လုံစရာကဏ္ဍတွေရှိတယ်တန်ယုံတွေဆောက်လုပ်လို့ဖို့လိုတယ်နော်ခတ်ပြက်ပြက်ပဲပြောလိုက်တာတန်ယုံတွေဆောက်လုပ်လို့ဖို့လိုတယ်အလုပ်သမားတွေရရတယ်ကာကွယ်ပေးရမယ်ပြုပေးရမယ်မှန်တယ်အဲ့ဒီအပြင်ကိုနောက်ထပ် plus လုံစရာတွေရှိတယ်အရေးကြီးတွေအရေးကြီးတွေ နော်အရှေ့အဆောင်တွေဆက်အရှေ့အဆောင်တွေလိုက်နော်ဒီဘက်ကအာဆိုညီမနိုင်ငံကတာဝန်ရှိတဲ့လူတွေရလဲဘာလို့မအောင်ခင်ဗျားပူတည်ပါလဲခင်ဗျားတို့ဘာလို့နိုင်ငံကြီးခဲ့လေကျွန်တော်တို့ကဗျာဘယ်ခင်ဗျားတည်စီလို့ဆိုတာခင်ဗျားအဖြုတ်နှောင်းနှောင်းနဲ့ပြောတာခင်ဗျားနိုင်ငံကြီးခဲ့တွေနိုင်ငံကိုတဲ့အရာရှိတဲ့ဌာနဆိုင်ရာမှာလူကြီးတွေလုံနေတယ်သူကကိုတဲ့အသိပညာအတတ်ပညာတကယ်တော်သောတည်သောတတ်သောခင်ဗျားဟမ်အသိမြင့်သောဟာကြီးတည်လို့ကိုတွေတဲ့ဆရာကြီးလုံနေရလေဗျာကိုတွေတဲ့ဆရာကြီးလုံနေတာလေ ကြောက်သူတို့ပို့တည်မှာဗောဒီဟာလူကနဲ့ငါ့ကိုဘာလို့မှမဘဲကိုရှူရတော့မပါသူတို့ပို့တည်တယ်လေခမရတန်ယုံနေလုံးမလို့ဘူးလားတန်ယုံနေလုံးမလို့ဆိုဒီနိုင်ငံနဲ့သက်ဆိုင်သွားပြီလေဒီနိုင်ငံကလူကြီးနဲ့သက်ဆိုင်သွားပြီမြန်မာနိုင်ငံရဲ့လူကြီးတွေနဲ့သက်ဆိုင်သွားပြီလေခမရအလုံးမလို့ဟင်ဖြုတ်ဗောဗျာဒါပဲရှိတာပဲခမရလည်းဖြုတ်ရိုးရိုးတော့မဖြုတ်နဲ့လေခမရဇွန်လေးတက်ပြီးရှယ်ဖြုတ်လေခမရလည်းဟမ်လာသာစားတယ်ဗျာအခွင့်ထူးခံဗျာခမရ ။အာဒီလို facility ပြီးတိုင်းဒီဆောက်လုံးမလုပ်တဲ့ကောင်တော့ခင်ဗျားတို့ဟမ်ဇွန်လေးတက်ပြီးမှလုပ်လေဗျာဇွန်လေးတက်ပြီးတော့လုပ်ရမယ်အလုပ်တွေရှိရလေအကောင့်မျိုးတွေခင်ဗျားလေသူတို့ခံထားတယ်ဆိုတာခင်ဗျားရဲ့ကိုယ်စားလှယ်ဖြစ်ခံတာလေခင်ဗျား authority man လေခင်ဗျားတန်ယုံမှာတန်အမတ်တို့နော်ဦးစီးရရှိလို့ဆိုခင်ဗျားတို့လုံးဝမြန်မာနိုင်ငံ authority ကိုကင်ထားတဲ့နိုင်ငံငယ်လေးတွေနိုင်ငံငယ်လေးတွေတန်ယုံတန်ယုံဆိုတာခင်ဗျားကြတော့ဒီကောင်းနေ အလုံးမလုပ်ဘူးလားအရှင်အောင်ဆောင်းနေလားစိတ်အိတ်ခိုင်းမလားဘလို့လုံးမှာတော့ဟမ်အရှင်ပြေကျွေးမလားတခုတော့လုံးဟောငါလွယ်လွယ်လေးဂန်နီလုံးလို့မရဘူးလေဇွန်လေးတက်ပြီးဆုံးလေခင်ဗျာအားဆိုလို့နောက်လို့နောက်လို့လည်းတိသွားမယ်လေခင်ဗျာဟမ်ငါတို့အလုပ်သမားတွေကိုကာကွယ်ပေးရမယ်ငါတို့ထမ်းဆောင်ရမယ်တာဝန်တွေရှိတယ်ပြုတယ်ဆိုတာခင်ဗျာဒီလိုတိသွားမှာလေအဲ့လိုမလုပ်တော့ခင်ဗျာဒီမှာလေ ခုလိုပြောဆိုရာတရားနာဘာဖြစ်တယ်ညာဖြစ်တယ်မြန်မာနိုင်ငံကြီးကိုစစ်မီတောင်းသေးခြင်းနဲ့မြန်မာနိုင်ငံကြီးကိုဟဲ့ဒေါနာတောင်းနိုင်ကြီးကိုဟင်းမီတောင်းဟုံဟုံတောင်းသေးခြင်းနဲ့မြန်မာနိုင်ငံသားတွေတွေးရောမှာကြောက်တယ်ဟုံဝုံဝုံမီတောင်းသေးခြင်းနဲ့ဖြစ်လာတာအဲ့ဒါကြီးလေခင်ဗျဟမ်တခြားနိုင်ငံတွေရောအများကြီးနော်တခြားနိုင်ငံတွေလည်းအများကြီးနော်ခင်ဗျတွေးရဖို့ပြောတာပါ တဆန်တဆန်ကျွန်တော်ပြောချင်းလीနော်ဥပဒေတိုင်းဥပဒေတိုင်းပဲကျွန်တော်သွားနေတဲ့အရာဖြစ်နေတဲ့အရာလောက်ရမယ့်အရာကျွန်တော်ပြောပြပေးပါကြိုက်ချင်းမကြိုက်ချင်းတော့ခင်ဗျားတို့ပိုင်းပေါ့ဗျာကျွန်တော်တို့ကတော့မြင်နေရလीပြောပြတာပေါ့နော်မြင်နေရလीပြောပြတာခင်ဗျားတို့ဘယ်သူကြိုက်တာမကြိုက်တာတော့ခင်ဗျားတို့ပိုင်းပေါ့နော်